ုံးမဲမင်္ဂလာပါဘေးကျင်းဝေးမှာကြိုးလိုပါတယ်ကျွန်တော်မနောပြေခြင်းပါဆရာမွေးနေ့အစားပြည်စပအဆုံးလုပ်ငန်းမိတွေကလူတိုင်းအတွက်မကောင်းမှုထင်နေတော့ကျွန်တော်ပါဘာဖြစ်လို့လဲကိုသိသိဘာတွေများကြုံတွေ့ခဲ့ရပြန်ပြီလဲပြောပါဦးဒီလိုဆရာရဲ့ကျွန်တော်နဲ့ရင်းနှီးတဲ့မိတ်ဆွေတယောက်ရှိရင် သူနာမည်ကကိုအောင်လို့ခေါ်ကြတယ်။သူကပွဲရုံလုပ်ငန်းပန်ရှင်တယောက်ပါ။အဲ့ဒီမှာသူ့လုပ်ငန်းကိုပေးထားတဲ့အမိကအောင်နေမင်းနဲ့ဆရာ။သူကတနင်္ဂနွေသားတယောက်ဆိုတော့အဲ့ဒါသူ့လုပ်ငန်းကိုမွေးနေအဆပြည်သူ့ဘဆုံးနာမည်ပေးထားတာပေါ့ဆရာကြီး။ဒီနေ့ကျွန်တော်သူ့ပွဲရုံကိုရောက်သွားတော့ ဟာသိရှိလောက်ပါအောင်ငါဒီနေ့တဲ့ကန်တတာရှင်နေလေးပါလိကြည့်ပြပါအောင် ပြောပါလိရောအဲ့ဒါနဲ့တွက်ကြည့်လိုက်တော့သူ့အသက်က40နှစ်ထဲမှာဆရာတနုငနေသားတနုငနေတက်ရောက်တဲ့အချိန်ကာလပေါ့သူ့လုပ်ငန်းအတွက်မဲ့ထားတဲ့အောင်နေမင်းအမိကတနုငနေတက်ရောက်မှာနေပြကြိုးမိနေတာတွေ့တော့ပြောရတာပေါ့ဆရာကိုကဒီနေ့တဲ့သတိလေးပါလိထားနေ ਉ လက်ရှိအလုပ်လေးပြုတ်သွားတတ်တယ် အခြားနေရာရင်လည်းလုပ်ငန်းလေးရွှေ့လို့လို့ပြောတော့ကိုအောင်ကစိတ်မပူနဲ့သူဒီလှုပ်လှုပ်လာတာကြာပြီကြွန့်ကျင်နေပြီဘာမှမဖြစ်ဘူးပြောတော့ကျွန်တော်လည်းဘာမှဆက်မပြောတော့ဘူးနောက်သိမ့်မကြဘူးသူတို့ညီကိုမောင်နှမရင်အမှုခင်းနေဖြစ်ကြတော့ငွေတွေတောက်တောက်လေကုန်ပါလိရောအဲ့ဒီမှာသူ့ပွဲရုံလေးလည်းပြုတ်သွားတယ်ဆရာကြီးအဲ့ဒါမွေးနံအစပစ္စည်းအဆုံးအမီတွေကမပေးသင့်ဘူးလားလို့ပါဆရာ ူပြောစကားတွေနားထောင်ပြီးယူနေပကံကောက်တောက်လိုက်ပြီးတော့အဲ့ဒီလိုလည်းမဟုတ်သေးဘူးကိုသိတိရဲ့စောစောကကိုသိတိပြောတဲ့မိတ်ဆွေကမဟာဘုပ္ပါကျွင်းလေကိုအောင်ကမဟာဘုနှစ်ကျွင်းထွန်းပွားတွင်နေကနေသားပါဆရာကျွန်ုပ်မအင်းအဲ့ဒါကြောင့်ပိုးဆိုးသွားတာဒီမှကြီးသူကထွန်းပွားတွင်နေကနေသားဖြစ်တယ်ပေးထားတဲ့အမိက မွေးနံစာပြည့်သူအဆုံးနာမိဖြစ်တယ် မာဘုံမှာကြည်လိုက်ရင်ထုံးကနေမယန္တနာကိုဆက်သွဲထားတဲ့အမိဖြစ်နေတယ်။ဟောခုလိုနှိပ်ပြကြုံပြီးတဲ့အချိန်မှာမရှောင်နိုင်ပတိုင်းနိုင်မတိလို့သလိုနေရင်သူ့လုံငန်းဘယ်ခံနိုင်တော့မလဲ။ကျွန်တော်လည်း ကိုသိရှိလိုပဲတယောက်တွေ့ဘူးသေးတယ်။လွန်ခဲ့တဲ့ကိုနှစ်လောက်ကဆိုပါတော့တင်းညံရဲ့ကြီးမှာမိစေမတယောက်ရောက်လာတယ်။ဘေးရင်လာမိတာမဟုတ်ဘူးနော်။သူကတက်တက်ပစိုးအင်ကြီးတွေဝတ်ဖို့လာပေးတာနော်။လာကြတော့တာလားဆရာ။ဟင်ဟုတ်တယ်အဲ့ဒီလိုပဲပြောရမှာပေါ့။ ဒါနဲ့ရောက်တော့ရခိုက်ဆိုတော့အမအသက်ဘယ်လောက်ရှိပြီလဲဆိုတော့33နှစ်တဲ့သူကတနုံကနေသမီးဆိုတော့တနုံကနေတက်ရောက်ပဲကိုသိသိသူ့အလုပ်ကဆက်ချုပ်ရတာအရန်ချုပ်ရတာပဲတပည့်နှစ်ယောက်လောက်ရှိတယ် ကိုသိသိသူ့ဆက်ဆိုင်နာမည်ကတနုံကနေစကြာသာပြေးအဆုံးမယ်အေးချမ်းမွန်းတဲ့တနုံကနေသမီးဆိုတော့မွေးနေအဆက် ပြည့်စုံအဆုံးနံပြီပေါ့သူကသိဉာဏ်ရပြီးရင်သုံးသိသုံးနဲ့တည်းဝင်လာပြီဆိုတော့အဲ့ဒီအေဂျင့်မော်မီကတနုကနေတက်ရောက်မှာတခါတည်းနှိပ်ပြမိတော့မှတန့်မြင်တာပေါ့ဒါကြောင့်တန့်ပြောလိုက်တယ်အမဆက်ချုပ်လုပ်ငန်းပြောင်းလဲဖြစ်သွားနိုင်တယ်နင်းနဲ့ပြင်သင်စရာရှိရင်ကြိုတင်ပြင်ဆင်ထားပါလို့ပြောလိုက်တယ် အမကဘာပြောလဲဆိုတော့မောင်လေးရဲ့တဲ့အမကငငယ်လေးကနဲ့ဒီဆက်ချုပ်လုပ်ငန်းနဲ့ထမင်းစားလာတာနောက်ထပ်ဘာလုပ်ငန်းနဲ့ပြောင်းအောင်မလဲမေးရှာတယ်။ဩဆရာအစင်ပြအောင်ရေရလေးလုံးမပေးလိုက်ဘူးလားမပေးလိုက်ဘူးကိုသိကြည်အမကမာဖို့ခြောက်ကျွင်းဘွာဒုနုငရီသိမိဆိုတော့သူ့လုပ်ငန်းနဲ့မီးရကြီးကြီးမားမားမဆုံးရှုံးနိုင်ဘူးသိထားလို့ပါ မအောင်မတေချာကြည်လိုက်။စိုက်ကနေထွန်ဆက်သွယ်ထားတဲ့မိဖြစ်လို့ဆုံးရှုံးမယ်လို့ပြောမရဘူး။နောက်ဆရာဟောသလိုတကယ်ပြောင်းလဲဖြစ်သွားလား။တိတ်ဖြစ်တာပုဂ္ဂိုလ်တိတ်ကြီး။အဲ့ဒီအသက်33နှစ်တည်းမှာပဲ။ကံကတမျိုးပေါ်လာပါလေရော။ဖြစ်ပုံကအဲ့ဒီအသက်ပိုင်းထဲမှာအဲ့ဒီအမကအိမ်အောင်ကြာသွားတယ်။သူနဲ့အိမ်အောင်ကြာတဲ့ကောင်လေးကသူ့ထက်တောင်ငယ်သေးတယ်။ အဲ့ဒီကောင်းလေးမိဘတွေကရွှေနဲ့ပတ်သက်တဲ့လုပ်ငန်းရှင်တွေဆိုတော့ငွေကြီးဖြောင်းနေအဲ့ဒီကောင်းလေးနဲ့အိမ်အောင်ကြရောကောင်းလေးအိမ်တန့်လိုက်သွားရတာပဲဘယ်ဆက်မှမချိုးရတော့ဘူးဟိုကလည်းဆက်မချိုးခိုင်းတော့ဘူးလုပ်ငန်းကိုလက်ဆက်ဖြတ်ခိုင်းလိုက်တော့တာပဲ မွေးနံ့အစာပြည့်စုံအဆုံးအမိချင်းတူတော်လေဒူးကကောင်းသားသွားပြီတူးကဆင်းရဲသွားခဲ့ပါတယ်ဒါကြောင့်မိမိတို့လုံငန်းမိပြည့်တဲ့အခါမိမိတို့ပစ္စည်းဥစ္စာမထိခိုက်တော့မိကိုယ်သာရွေးချယ်မိပေးရမည်ဖြစ်ကြောင်းကျွန်ုပ်နဲ့ကိုသိကြီးပညာဆွေးနွေးခဲ့ရသဘောပေါက်လာပြီထင်ပါတယ်အားလုံးပဲမိတ်ဆွေများရှင်နဲ့ချက်မိကြပါဗျာ